ဟုတ်မင်္ဂလာပါဗျာကျွန်တော်တို့ဆိုင်းမွန်နေပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာကဘာလဲဆိုတော့အာဘောနော်အရင်တုန်းကအတိုင်းနဲ့ပတ်သက်ပြီးတော့ကိုက connection ရတယ်အာတိုင်းနဲ့တော်လောက်အောင်အခြားပုံကိုနေတော်လောက်အောင်ကိုက connection ရတယ်အခုနောက်ပိုင်းမှာကကိုက connection မရတော့ဘူးအာနောက်တစ်ခုနောက်တစ်ခုကဘာလဲဆိုတော့ကိုကဆရာကြီးလည်းများနေပြီးတိုက်ဆက်စစ်တဲ့ခါမှာတော်လောက်အောင်အခြားဆရာမှာတော်လောက်အောင် ဆရာကြီးလည်းများနေပြီအစ်စ်တရားလည်းအဆက်ဆက်တဲ့ပုံစံမျိုးကလည်းစုံနေပြီစစ်တဲ့ဆရာကြီးကလည်းစုံနေပြီဒါဆိုရင်ကျွန်မအဲ့လိုမျိုးတွေဖြစ်နေတယ်ကျွန်တော်အဲ့လိုမျိုးတွေဖြစ်နေတယ်ဆိုရင်ကျွန်တော်အခုပြောပြတဲ့အဋ္ဌထံလေးတွေကိုဝင်ပြီးပါအဋ္ဌထံကအတိုင်းနဲ့ပတ်သက်ပြီးတော့မှဝေးသွားရင်လည်းအရင်က connection ရတယ်အခု connection မရဘူးအဲ့ဒါဆိုရင်ပြန်ပြီးတော့မှချိန်ဆက်နိုင်တယ်နံပါတ်1နံပါတ်2ကဘာလဲဆိုတော့ကျွန်တော်တို့ကနော်ဟိုကိုယ့်ရဲ့ပဋ္ဌာန်းဆက်ကိုယ့်ရဲ့တိုက်ဆက်ကဘာလဲဆိုတာကျွန်တော်တို့သိအောင်ကျွန်တော်တို့က အဓိဋ္ဌာန်ဝင်လို့ရအဲ့နှမျိုးပေါ့အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ရိုးရိုးရှင်းရှင်းလေးပဲဆရာသမားတိုင်းလဲဝင်ကြတယ်ပေါ့နော်ဆရာသမားတွေဘယ်နယ်ဘယ်ရာပဲဖြစ်ဖြစ်အမ်ဗုဒ္ဓဘာသာသူတော်ဗုဒ္ဓဘာသာတတိဆိုရင်ဝင်ကြတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့တရဏဂုံ7400ပရိစိတ်တာဖြစ်ပါတယ်အဲ့ဒီအဓိဋ္ဌာန်အဲ့အဓိဋ္ဌာန်ဝင်ခြင်းအဖြစ်ကိုယ့်ရဲ့အဆက် အရင်တော့အဆက်ဆက်ရှိတဲ့ပုံကိုယ်ရင်းနဲ့ပြန်ပြီးတော့မှ connection ပြန်ရတယ်။ဒါတော့ဘာလဲဆိုတော့ကိုယ့်ရဲ့တိုက်ဆက်ပဋ္ဌာန်းဆက်ကိုလည်းသိရတယ်။အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်ပြောပြမယ်နော်။အဲသူက28ရက်ပေါ့နော်28ရက်ကိုကပတိနဲ့အဲကျွန်တော်တို့ကပတိနဲ့ပတိစိတ်မယ်ဆိုရင် ကျွန်တော်တို့က28ပတ်28ရက်နော်။ပြီးရင်ကျွန်တော်တို့တာလီနဲ့စိတ်မယ်ဆိုရင်တော့တနည်းကိုအခေါက်3000ပြီးတော့အခေါက်3000ဆိုတာကအချိန်ကြီး3000အာပြီးတော့ကျွန်တော်တို့က 28ရက်ပေါ့အဲ့လိုမျိုးလောက်ရတယ်ကျွန်တော်ကတော့ပတိလေးလေးစိုက်တယ်ပေါ့နော်ပတိပတိစိုက်တာများတာပေါ့နော်ကျွန်တော်အပြောပြပေးမယ်ဟဲ့ပတိဆွဲလိုက်မယ်ပေါ့နော်အာအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ကမစိုက်ခင်မှာဘာလို့မလဲဆိုရင်ကျွန်တော်တို့ကတမနာစကားဝါလေးတူနော်ကိုကဘလို့အတိတ်ထံထားမှာလဲ28ရက်လား94000ကို28အတိတ်ထံလာအာကျွန်တော်တို့က28ကိုတစ်ဆင့်ပေါ့ဘယ်နှဆင့်လဲအဲ့လိုမျိုးအဓိကတော့ပထမဆက်နေတဲ့သူတွေဆိုရင်တော့တစ်ဆင့်နှဆင့်နဲ့ရပါတယ်တစ်တလုံးစိတ်တော့ပိုကောင်းတာပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ကအဲ့ဒီအတိတ်ထံမဝင်ခင်မှာတမနာဆက်ကဝါလီတူ နော်အာလုံးမယ်ပြီးရင်ကျွန်တော်ဩဃာတာကရောချူကရောမယ်နောက်ပြီးကျွန်တော်မြတ်တာတို့ယူမယ်ယူပြီးတော့ရင်ကိုယ့်ရဲ့တမာဒေဝနဲ့မျက်နှာကောင်းတွေကိုပြင်ဖိတ်မယ်ဒီကုသိုလ်ကောင်းကျွန်တော်တို့အားပြင်ကျွန်တော်တို့အဋိဌာန်ဝင်မယ်ဒေဋ္ဌဝင်ပြီးတော့ရင်ကျွန်တော်တို့ကပုပ္ပန္နာတို့ယူပေးမယ်ဥပ္ပန္နတော့နော်ရွက်ဖတ်ပေးမယ်ရွက်ဖတ်ပေးပြီးသွားရင်ကျွန်တော်တို့28ရက်မှာကျွန်တော်တို့ပထမတရက်ပြီးသွားပါပြီတရက်မြောက်ပြီးဆုံးသွားပါပြီဖြစ်ကြောင်းအဋိဌံမဲ့တဏနာဆောင်နမိလေးပါဟောအဋိဌံမဲ့အဋိဌံပြီးသွားရင်ကျွန်တော်ကျွန်တော်မျိုးမကျွန်တော်28ရက်အဋိဌံပြီးပါကအတော်လကောက်28ရက် လက်ထံပြီးပါကနော်အကျွန်ုပ်မျိုးကိုစောင့်ရှောက်နေတဲ့ပုံကိုယ်ကိုထင်ထင်ရှားရှားတွေ့ရပါစေအကျွန်တော်ဆက်ဆက်မရှိတဲ့သူတွေလည်း connection ပြန်ရပါစေနော်ဆက်ဆက်အဝေးကွာနေတဲ့ပုံကိုယ်တွေလည်း connection ပြန်ရပါစေအဲ့လိုမျိုးစိတ်ကနေပြီးတော့မှသဘောထားတဲ့ပုံစံမျိုးတွေပြုလုပ်ရမယ်နော်အဲ့လိုမျိုးပြုလုပ်တဲ့အခါမှာကျွန်တော်တို့ကစိတ်ထားတတ်ဖို့လည်းလိုသေးတယ်နော်စိတ်ထားတတ်ဖို့အဲ့လိုမျိုးစိတ်ကဘလို့ထားတတ်ရမလဲဆိုတော့ကျွန်တော်အပိုင်းနှစ်နဲ့ပြန်ပြီးတော့မှပြောပြပေးမယ်ဗျနော်ကျွန်တော်အပိုင်းနှစ်နဲ့ပြန်ပြောပြပေးမယ်အဲ့ဒါကဘာလဲဆိုတော့ တို့ကတော့အတိတ်ထံမဝင်ခင်ရင်းထဲမှာထားရမယ့်အရာရှိတယ်။အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီအတိတ်ထံဝင်တဲ့အချိန်မှာယန္နာမြတ်သုံးပါးတည်တာအတာလွန်ဆုံးအထူးကျွန်ဆုံးเนาะယန္နာမြတ်သုံးပါးကနေလွဲပြီးကာအားထားကိုးကွယ်ရမှရှိဘူးဆိုတဲ့စိတ်ကိုအမြဲတမ်းသွေးတောထားရမယ်။ နော်ဒါအောင်သွေးတော်ထားရမယ်ရင်ထဲမှာလည်းမှတ်ယူထားရမယ်နော်ဘယ်ရာပဲဖြစ်ဖြစ်ဘယ်လန်းစင်မဲ့လိုက်လိုက်ဖရာတရားနဲ့လန်းစင်မှန်သမျှဒီထုံပေါက်တဲ့ပုံစံမျိုးရှိတယ်အေဂျင့်နဲ့ပုံစံမျိုးတော့ရှိတာပေါ့ဒီဟာဖြစ်ချင်လို့ဒီဟာလောက်တယ်ဆိုတဲ့ပုံစံမျိုးတော့မထားမိစေနဲ့ ဒါပေမဲ့လို့ဒီဟာလောက်တယ်ဆိုရင်တော့ငါတို့ကောင်းတာတွေအများကြီးရောက်လာမယ်ဆိုတဲ့စိတ်ကိုတော့ထားထားပြီးဥပမာအနေနဲ့ပြောရင်ပုထုဇဉ်ပြပြပေါ့ပေါ့နော်။ဘာဖြစ်ကောင်းတာလေးတွေဖြစ်ချင်လို့လောက်ကြတယ်။အချိုးလိုလိုညောင်းရင်မသုံးပေမဲ့လို့ပုထုဇဉ်ပြပြတော့ဖြစ်ကြမှာပဲ။ဒါတော့ကျွန်တော်တို့ကတော့နားလည်လို့ရတယ်။နောက်ဥပမာအနေနဲ့ပြောရင်ကျွန်တော်တို့ဟိုပေါ့နော်မင်းသားတပားပေါ့ကျွန်တော်မိတော်မင်းနဲ့ပြီးတော့မှပြန်ပြောပြမင်းသားတပားကနော်ပေပင်မှာစောင့်နေစောင့်ရှောက်တဲ့ပေါ့နော် နှမင်းကနှက်ကပေါ့နော်ရုပ်ကစိုးနှက်ကဟိုဘယ်လိုပြောရမလဲမေးတာပေါ့ तू ကဘီတိုင်းကံရဲ့ဘယင်ဖြစ်ချင်တယ်လို့ပြောတော့ကျွန်တော်ကတော့အဲ့လိုမျိုးမစွမ်းတာနိုင်ဘူးမစွမ်းမစွမ်းဆောင်နိုင်ဘူးဒါပေမဲ့ဖះရဲ့ဂုံတော်တွေကတော့စွမ်းဆောင်နိုင်တယ်အဲ့ဒီဂုံတော်ကိုရွတ်ဖတ်ချင်ရပြီဒီနိုင်ငံရဲ့ဘယင်ဖြစ်နိုင်တယ်ဆိုတဲ့ပုံစံမျိုး तू ကလည်းဘာဖြစ်အဲ့ဒီဂုံတော်ကိုပွားပြီးတော့မှစိတ်ထဲကနေပွားတာပေါ့အဲ့လိုမျိုးကြည်ချင်ရဖြစ်ဘာပဲဖြစ်ဖြစ်လုတ်လုတ်ပေးနိုင်တဲ့စွမ်းအားရှိတယ်ဆိုတဲ့ပုံစံမျိုးဒါပေမဲ့လို့အစရန်ကြီးကတော့အစွန်မရောက်နဲ့ပုထုဆင်ပြီးပြီးတော့ကျွန်တော်တို့ကတော့ဘာဖြစ်ဖြစ်လော်ကီ မှာခုနသားသမီးခေရမှာဆိုတော့ကျွန်တော်တို့ကနားလဲတာပေါ့ကျွန်တော်ဆိုလိုရင်းကိုတော့နားလဲမယ်ထင်ပါတယ်ဂျာဂျာဂျာပဲတွေးပြပါပေါ့เนาะအဲ့ဒါကိုပြောချင်တာပါအာအဲ့ဒါဆိုရင်အလိုမျိုးစိတ်ကိုတွေးထားမယ်တွေးထားပြီးကျွန်တော်တို့ပရိစိတ်တဲ့အခါမှာပရိစိတ်တယ်ပဲဖြစ်ဖြစ်တာလီနဲ့လောက်တာပဲဖြစ်ဖြစ်เนาะတာလီဆိုရင်ကျွန်တော်တို့တနည်းကိုခောက်3028ရက်လုပ်ပြီးပါပရိစိတ်စိတ်တယ်ဆိုရင်ကျွန်တော်တို့28ပဲကျွန်တော်တို့ပရိစိတ်တာပါเนาะ28ပဲ28ရရဲ့เนาะလောက်တဲ့ခါမှာကျွန်တော်တို့ဟိုဘယ်လိုပြောရမလဲအဲမပါမဖြစ်ကျွန်တော်တမနာဆက်ကောက်ပါလေသူ လိုတယ်เนาะပြီးရင်ကျွန်တော်တို့အထိတ်ထန်ပြီးသွားရင်ကျွန်တော်တို့အများဝေးတဲ့နံမကြီးလေးပေါ့အများဝေးမယ်ကိုရဲဆူတောင်းတာတရက်ဆိုလဲတရက်အဲ့လိုမျိုးလုပ်ပေးเนาะတရက်ဆိုလဲတရက်မြောက်အိမ်မှာဆိုထိုးတယ်အာနှစ်ရက်ဆိုလဲနှစ်ရက်မြောက်ပေါ့ပြီးတော့သဒ္ဒနာဆောင်နံမကြီးလေးပေါ့ကိုမြတ်တာပို့မယ်အာတိုက်ချုပ်တိုက်အုပ်เนาะအဖအောင်မင်းကောင်းတွေကိုယုံကြည်တယ်ဘာဖြစ်ဒီ ပတိစိတ်လည်းဆိုရင်ယုံကြည်တဲ့သူများပါတယ်မယုံကြည်လည်းအမျှမဝင်နဲ့ပေါ့နော်ကျွန်တော်တို့ယုံကြည်တော့အမျှဝင်ပါတယ်နော်မယုံကြည်တဲ့သူတွေကိုလည်းအပြစ်မပြောဘူးเนาะအကျွန်တော်တို့အမျှဝင်တယ်ဟိုအမျှဝင်အောင်ဖြစ်ပါအမျှဝင်မယ်ကျွန်တော်တို့ကျွန်တော်တို့ဖြစ်ချင်တာလေးကိုအဲဘယ်ကျွန်တော်တို့ကိုဆောင်းရှောင်းနေတဲ့ပုဂ္ဂိုလ်ကိုမြင်ချင်ပါတယ်ဖေဟာအဲ့လိုမျိုးပြီးရင်ကျွန်တော်တို့ပုပ္ပနာတုတ်ကလေးရွတ်ဖတ်ပေးမယ်ပေါ့နော်ရွတ်ဖတ်ပေးတဲ့အခါမှာကျွန်တော်တို့က28ရက်ပြည့်ပြီးတဲ့အခါကျမှကျွန်တော်တို့အတိတ်ထန်တဲ့အခါကျမှเนาะဟို ဖြစ်ပေါ်လာတဲ့အရာကိုအတည်ယူရမယ်28ရက်အတွင်းမှာအာဟိုပုတ်ကွာပြလိုက်ဒီပုတ်ကွာပြလိုက်အဲ့ဒါကိုကျွန်တော်တို့အတည်ယူလို့တော့မရဘူးအာမပြတသေးဘူးကိုကိုမတေချာသေးဘူးဆိုရင်တော့စတိုက်စတိုက်ဝင်အခြားတိုက်စရာတွေဆိုရင်ပေါ့နော်ဒီလိုက်လိုက်တယ်ဆိုတော့ကျွန်တော်တို့ငှပြောသီးကတ်ပြီးတော့မှဝင်ကြတာများမပြောသီးဖျားရှင်ကတ်ပြီးရင်အဲ့ဒီဟာကိုကျွန်တော်တို့ကဖျားရှင်ကတ်ပြီးတော့ပြန်ဆွပြီးငကစားတွေပါကြီးတွေးပါညာအဲ့လိုမျိုးလုပ်ကြတာဒါတော့ဆရာပိုင်းဆိုတော့မပြောတော့ဘူးပေါ့နော်သူများတော့